လူးဝစ်စ်ကယ်လီချက်ဆီကိုပြောင်းမယ်ဆိုတဲ့သတင်းတွေမှန်ကန်ချင်းရှိမရှိဘေးသမ ्या လုံးပဲမင်္ဂလာပါအာဆင်နယ်လက်ဂျန်ဟက်ကနေကြိုဆိုပါရယ်မိုင်းလူးဝစ်စ်ကယ်လီချက်ဆီကိုပြောင်းမယ်ဆိုတဲ့သတင်းတွေထွက်လာပါရယ်အာဆင်နယ်ဘက်ကတော့စကယ်လီကချက်ဆီလိုပြိုင်မဲ့အသင်းကိုအပြစ်သက်ပြောင်းရွှေ့ဖို့ဆိုတာလုံးဝမဟုတ်ဘူးလို့ညင်ဆန်ထားပါရယ်အသင်းသတင်းရင်းမြစ်ရဲ့ပြောကြားချက်မှာထွက်ခွာဖို့အခွင့်အရေးကတုံ့ညားပါပဲလို့ပြပြတတပြောဆိုထားခြင်းဟာကစားသမားကိုဘလို့ဈေးနဲ့မှလက်လွတ်ခံမှာမဟုတ်တဲ့အကြောင်းပြသနေတာပါ နောက်ပြီးဒီသတင်းရင်းမြစ်ကစကယ်လီကိုခရစ်စတယ်ပဲလီဝက်ဆန်စတဲ့အသင်းတွေစီကိုအငှားချဖို့ကိစ္စတွေကိုလည်းပေးချထားပါတယ်။ဒါဟာအာဆင်နယ်ကသူ့ကိုပထမအသင်းရဲ့စီမံကိန်းထဲမှာအရေးကြီးတဲ့စိတ်ပိုင်းဖြစ်ရှိမိနေပြီးတခြားအသင်းမှာသွားကစားနေတာထက်ကလပ်အသင်းရဲ့ပဝင်းချင်မှာဆက်လက်လေ့ကျင့်သင်ယူစီလိုတဲ့ဆန္ဒရှိခြင်းကိုဖော်ပြပါတယ်။သူကစီမံကိန်းရဲ့အရေးကြီးတဲ့စိတ်ပိုင်းဖြစ်ယူဆခံရရပါတယ်လို့အာဆင်နယ်နဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ကပြောကြားလာခဲ့တဲ့စကားတွေအရအာဆင်နယ်နေပြမီခဲအာတီတိုင်းအစီအစဉ်မှာစကယ်လီဟာရေရှည်အတွက်အဓိကကျတဲ့ကစားသမားဖြစ်ကြောင်းသိသာစေပါတယ်။သူ့ကိုအင်္ဂလန်ရဲ့အတောက်ပဆုံးလူငယ်ကျယ်ဝင်းများတဲ့ကတူဦးဖြစ်သတ်မှတ်ထားခြင်းဟာ သူ့ရဲ့အရေးသွေးကိုအာဆင်နယ်ကမြင့်တင်ပေးလို့တဲ့ရွယ်ချက်ကိုထင်ရှားစေပါတယ်။ကာလာရှိစာချုပ်ချုပ်ဆိုဖို့အတွက်ပြောဆိုဆွေးနွေးမှုတွေကလည်းအပြုသဘောဆောင်တဲ့တိုးတက်မှုတွေရှိနေပါတယ်လို့ဆိုပြီးတော့လည်းအဆိုပါသတင်းရင်းမြစ်ကပြောထားပါသေးတယ်။ ဒီအချက်ဟာအာဆင်နယ်နဲ့ကစားသမားတို့နှစ်ဦးကြားကဆက်ဆံရေးကောင်းမွန်နေပြီးစကယ်ဒီကိုတိုင်ကလည်းအမရိတ်မှာရွေးရှိနေဖို့ဆန္ဒရှိနေကြောင်းကိုအရေးမှတ်ပြသလိုနေပါတယ်။လက်ရှိချိန်နီးယားကစားသမားရဲ့ခြေဆွမ်းမတည်ငြိမ်မှုနဲ့ကစားရဖို့ခက်ခဲနေမှုကိုပြန်ပဲအသင်းတွေကအခွင့်ကောင်းယူဖို့ကြိုးစားရကနေပေါ်ပေါက်လာတဲ့ပုံမှန်သတင်းအတင်းပြင်းများတာဖြစ်ပါတယ်။အာဆင်နယ်ကပြန်ဘက်တွေအထူးသဖြင့်လန်ဒန်ပြန်ဘက်ချက်စီကိုသူတို့ရဲ့လူငယ်အကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့အရေးချင်းရှိသူကိုလုံးဝလက်လွတ်မှာမဟုတ်ကြောင်းပြင်းပြင်းထန်ထန်သတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။စကယ်ဒီအတွက်တော့အာရီတာရဲ့အစီအစဉ်မှာပါဝင်နေပြီးမြေပထမအသင်းမှကစားချိန်ပုံမှန်ရရှိဖို့အတွက်ကြိုးစားအားထုတ်မှုတွေဒ ီထက်အများကြီးလိုအပ်နေဦးမှာလည်းဖြစ်ပါရဲ့